ဟယ်လိုအားလုံးပဲမင်္ဂလာပါကိုဘောဂိမ်း Facebook page နဲ့ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဗျာဒီနေ့ဗီဒီယိုလေးကတော့မနေ့ကမှအသစ်ထွက်ရှိထားတဲ့ Minion Print ရဲ့ equipment လေးကို11 match တင်ပြီးသွားမှာဖြစ်ပါတယ်ကဲတော့ Let's go brother join အရှင်မဆွေးနဲ့ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျာအခုဒီ email ပတ်လေးကိုဝယ်ချင်တဲ့ညီကိုလေးတွေကကိုဘောရဲ့ Viber Telegram လေးကိုဒီနောက်မှရေးထားပေးပါရယ်အဲ့ရန်နေဆက်သွဲပြီးတော့မှလာဝယ်လို့ရပါတယ်ဗျာဝယ်ခင်မှာဆိုလို့ရှိရင်လည်း senior မှာကိုဘောဆိုရိုက်ထည့်ပြီးတော့မှကျွန်တော်ရဲ့ channel လေးကို support ပေးလို့ရပါတယ်โอเคအဲ့တော့ကိုဘောတို့စပြီးတော့မှကျွန်တော် email pass လေးကိုကျွန်တော် activate လေးလုပ်လိုက်အောင်ပါနော် ်ပြီးသွားရင်တော့ကျွန်တော် equation math အသစ်ကလေးကိုမမယ်မပြီးသွားရင်တော့ကျွန်တော် level up မှာဖြစ်ပါတယ်ပြီးသွားရင်ကိုဘဒီကျွန်တော် decreation လေးကိုလည်း low ခြင်းလည်းပြအဲ့ဒါကြောင့်မလို့ကိုဘဒီ coin လေးတွေတက်ပြီးတော့မဝယ်ထားတာဖြစ်ပါတယ် okay let's go ခိုင်လိုက်ကြစို့ငါကောင်းတော့ โอเคကိုဘော equipment တွေကလည်းအကုန်မတ်နေပြီဆိုတော့အဲ့ဒီ level match တင်ဖို့အတော့ကိုတခုခုလိုအပ်နေရဒါပေမဲ့ကျွန်တော်ဒီမှာထွက်ရှိလာတဲ့ mini print ရဲ့ကောင်လေးနဲ့ဆိုတော့ quality ဖြစ်သွားတာပေါ့နော် okay let's go တော့ကျွန်တော်တွေအလိုက်ကြအောင်တိုင်မအောင်လို့ okay လိုတာလေးတွေကတော့ကိုဘောထပ်ပြီးတော့ဒီ event shop ကနေတော့လဲသွားလို့ရတယ်နော်ဒီကောင်ကကျွန်တော်လုံးလုံးပုံရံဆောင်းချွတ်တယ်နော်ကြားတာကျုံဒါမဲ့ရတော်တော်ကြီးကိုစားတာပဲဒါမဲ့သူကနည်းနည်းလေးကြာတယ်နော်နောက်ပိုင်းကြာလို့ရှိရင်တော့ကိုဘောတို့ ဒီဂျာလေးနဲ့တိုက်တဲ့တက်ကင်လေးတွေပါကိုကဗီဒီယိုလေးလုပ်ပြီးတင်ပေးမယ်နော်အခုရပိုင်းလည်းကိုကတိတ်မအားတဲ့အတွက်ကြောင့်မလို့ပြဗီဒီယိုလေးတွေနောက်ကျနေရဖြစ်ပါတယ်အခုလက်ရှိကတော့ PC အပြောင်းလဲလေးတွေနဲ့ကိုတို့တိုက်ပတ်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ဗီဒီယိုလေးတွေနောက်ကျနေဖြစ်ပါတယ်ကိုကဒီမှာဆိုရင် star လေးတွေလိုသွားပြီနော်အဲ့တော့ကိုက star တွေတွားယူလိုက်အောင်မယ် okay star လေးတွေကျွန်တော်ဒီကနေတွားမလိုက်မယ်ဗျာညောကောင်းနေလဲမလို့ရတယ် okay ဒီမှာတော့ star တွေမရှိအောင်နော်ရှိမှာပဲကြံတော့မှတင်တယ် โอเคဗျာဒါဒီကတော့တက်ပြီးတော့โอเคမရှိတော့ဘူးစတာကိုဘောဒီကနေဝင်မရတော့မယ်ဒီကနေရှိသည်များဟာတွေအကုန်လုံးဝင်လိုက်မယ်ဆိုရင်တော့စတာလောက်ပါမလားတရားနဲ့ရှောက်စေဖြစ်သွားရင်လောက်တော့မလောက်တော့ဘူးတဲ့နော်โอเคโอเคနောက်ထပ်ကျွန်တော်25โอเค25တေဖို့တော့ကိုရှမ်းရမလောက်သေးပါဘူးအဲ့တော့ဒါလေးတွေကျွန်တော်တွေတက်ပြီးတော့မားလိုက်မယ် glory တွေကအများကြီးပဲအဲ့ဒီ shiny တွေကနည်းနေတယ်ဒီနောက်မှမရှိတော့နော် ကိုကမစ်ရှင်နေမပြီးသေးတော့မစ်ရှင်နေပြီးသွားပြီဆိုရင်တော့တိတ်ပြီးတော့စိတ်ကပူရတော့โอเคတော့ဆိုရင်ရတော့ပြီလားတစ်ချက်တော့ကြည့်မယ်။အာโอเคဒါဆိုရင်26ကျွန်တော်နောက်တစ်စစ်တေဖို့တော့ကိုကဘာလိုပါလဲဆိုလို့ရှိရင်တော့ star ရဲ့ shiny ရဲ့နည်းနည်းလေးပေါ့နော်နည်းနည်းလိုအပ်အကျွေးနေတဲ့တင်လို့ရလိုက်တဲ့ brother ကြီးကတော်တော်လေးကန်ကောင်းတယ်လို့ပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့ error တက်ပြီးတော့မှ equation level level ပပပဆိုတင်လို့ရပြီးတော့ပါ minus လေးတွေပြပြီးတော့နောက်နောက်ပြီးကျောင်းမှာပြန်နှုတ်ထားလိုက်ရတော့ might တော့ might တယ်နော် brother တို့ဒါပေမဲ့ကိုကနောက်ပြီးကျောင်းမှာအကျွေးပြန်ဆက်ရတာအဲ COC ရတခါမှအဲ့လိုမျိုးထုတ်ပြီးတော့မှမပေးဘူးပေါ့နော်အခုတော့ COC ကပါအကျွေးတွေပါတင်ကုန်ပြီ။ကျွန်တော်ကတော့မသိလိုက်ဘူးပေါ့နော်။ကျွန်တော်သိဒီကောင်လေးကိုကင်ကျင်တာပေါ့ဗျာ။ ကိုဘဟိုဘက်အကောင့်နေမှာလည်းမမတ်သေးဘူးနော်ဒါလေးကိုဘနောက်ပြီးကျမှကျွန်တော် mass လောက်တော့မှာဘာလို့လဲဆိုတော့သူ့မှာလိုအပ်နေတဲ့ shine နေရော star တွေရောကိုဘဒီဘက်ရှေ့မှာရအောင်မှာဆိုတော့ mission လေးနဲ့ငယ်ဆော့ရင်တော့အဆင်ပြေသွားမှာတယ်နော်ဒါလေးတွေထက်ရပြီလိုတာလေးထက်ဝင်လိုက်ရုံပဲနော် okay အဲ့တော့ကျွန်တော်ဒီကောင်လေးတစ်ချက်စမ်းကြည့်အောင်သူ့ရဲ့အလုံးလုံးပုံလေးတစ်ချက်ကြည့်အောင်မနော် okay အဲ့တော့ကျွန်တော် mini print လေးတစ်ချက်ပြောင်းလိုက်မယ်ကောင်စိုးလေးပြော့ဒါ crown နဲ့ဒါကြီးနဲ့တွဲရင်ဘယ်လိုတွေဖြစ်ကုန်လဲ โอเคမျိုးသူ့ရဲ့လှုပ်လို့ပုံတစ်ချက်အရင်ဆုံးသွားကြည့်အောင် brother ဒီကောင်ကကြတော့သူကကြတော့ damage ကကြတော့950 damage နဲ့လာတာဗျာ oh my god hit point ကတော့845သူကတော့60စက္ကန့်နေတစ်ခါလာတာလို့လားဒီနေ3 4 5 6ဘောရည်ရနေနေမြန်တော့ဟုတ်တယ်နော်60စက္ကန့်နေတစ်ခါကြာတာအဲ့ဒါကြီးอ่ะ oh my god ဘလို့ကြီးလေโอเคသွားကြည့်ရတာဗော ကျွန်တော်ဒီဘက်ကဘတ်တယ်မှာသွားကြည့်မယ်နော် RAM ဘတ်တယ်ကတော့ကိုယ်တိုက်ပြီးမရှိတော့ဘူး။ဟောလန်းတာကွာမင်းเนี่ยပရင့်ရမချရသေး तू ကကြာနေပြီလားဘယ်ဟုတ်မလဲ even ဟာတွေကြာ။ Okay ။အော်ဒီဘက်က तू defense shield ကိုရှာပြီဆိုရင်ကိုလိုချင်တဲ့ defense နဲ့နီးစပ်နေတယ်ဆိုရင် तू အကုန်ဖြတ်ပြီးတော့ damage ပေးတာနော်။ Okay ။โอเคโอเค defend ကိုလည်း defend only ပေးတာတော့မဟုတ်ဘူးထင်တယ်နော်သူ့ target ကလည်းသူ့ရဲ့ target လေးတစ်ချက်သွားကြည့်အောင် target ကဘယ်လိုမျိုးလုံးလုံးလဲ defend only မဟုတ်သူကနီးစရာအကုန်ကြမဲ့ game ထင်တယ်ဗျာနော်ရှော့စကန်နေတခါကြတယ် okay အဲ့တော့ဘယ်လိုမျိုးကောင်းလိုက်လဲဆိုတော့ဒီ mini print ကိုအနောက်မှာထားပြီးတော့ dragon နေနဲ့ဖြတ်မယ်ဆိုရင်တော့မဆိုးလို့တော့ထင်တာပဲနော်ဘောဘောစိတ်ထင်တော့ ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ပြမယ်โอเคခဏလေးတော့ကိုဘောဒီကောင်လေးကိုတစ်ချက် fireball လေးကိုကိုဘောတစ်ချက်ပြောင်းလိုက်အောင်မယ်ပြီးသွားရင်ကျွန်တော်ဒီဘက်ကနေ rocket spear လေးထည့်လိုက်မယ်ပြီးတော့ကျွန်တော် dragon တွေထည့်ကြအောင်โอเคအကောင်လုံး dragon တွေပေါ့ဗျာอืมပျောက်ကြီးနဲ့လုပ်ရင်ရောဒါမှမဟုတ် you rage နဲ့ပဲကျွန်တော်စမ်းလိုက်ပါဘောနော် bridge လေးเนี่ยပဲကျွန်တော်စမ်းကြည့်တာအောင်မယ်အများစမ်းဘလို့လေးသွားမှာလေဗျာဒါကတော့ CC ရတော့တက်တက်ကိုဘောထည့်ကျင်တာရှောက်ထွက်လိုက်ရယ်နော် အာတက်ကဲကဘောနောက်ကျမှဗီဒီယိုလေးတရားရိုက်ပေးမယ်ကဘောအခုတော့ဒီပိုက်တန်းနေလုံးဝမအားသေးဘူးကြာအားကြောင်နော်ဒိစိတ်ပြီးတော့ကဘောဒီရှာလေးကျွန်တော်လုပ်ပြပါမယ်ကိုကဘလို့ဖြစ်နေကြလားဆိုတော့ဒီလိုမျိုးကျွန်တော်ရဲ့အကြံလေးနည်းနည်းရတာကတော့ dragon ရှင်ကလည်းပြစ်ပြစ်လိုက်ပါကွာပြီးဝါရန်လေးသွားမယ်ပြီးနောက်ကလည်းမီနီယံလေး print လေးကိုအေးစစ်စစ်လေးပဲသွားဟောအရင်တော့မလောသွားတယ်မီနီယံ print ဝင်တော့ဟိုကနေတော့သွားမထားနဲ့ပေါ့နော်ဘာလဲကျွန်တော် anguin နဲ့မတွဲနဲ့ finite တမမဟုတ်တစ်ခုခုဟာတွဲတဲ့အစ်စ် သူကဒမ်မစ်ကထိနေမှာမီနီယံပရင့်မသိမရှင်းဘူးသူကရှောက်ဆက်ကနေတကတကကြာနေလာအဲ့ကောင်အဲ့တော့တော်လေးအဆင်ပြေဟုတ်တော့မလားဟာတော့ဒီချက်ပြေတယ်ရိတ်အကူကဒက်ခရောင်းနဲ့တွဲထားတာနော်ဘောတကယ်လို့အဲ့ကောင်ကိုမိန်းထားပြီးတော့ဒီ equipment ကိုယူလာမယ်ဆိုလို့ရှိရင်တော့မီနီယံပရင့်ကို view site ပေါ့ဗျာအဲ့ဒါဆိုတော့ဒါကြီးကိုကြာ ရှောင်းစက်ကန်နေတခါကြာမယ်ကြောက်ကြည့်ရမိုက်ညော့ဝါယရှယ်ပြန်ဗလတီโอเคဒမေက950နေနော်ဘရာဒါ level max ဆိုရင်950နေတော့อืมโอเคဒီတော့ပြီးတော့ finish လေးနဲ့ပြန်တက်မယ်အတန်ကြီးကတော့မိုက်ရမှာရွှေပြောင်းလို့ကြွေးရွက်ကြည့်ရ โอเคဆိုတော့မဆိုပါဘူးဒီကောင်နဲ့ပတ်သက်ပြီးတော့ဒါ attacking အစ်စ်တွေအများကြီးထွက်လာနိုင်အောင်မယ်လို့ကိုဘောတော့ထင်တယ်အဲ့ဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်အသေးစိတ်ဗီဒီယိုလေးလုပ်ပေးပါမယ်။ Okay ဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော် equipment လေး level လာပြီးတော့အပ်ပြတာဖြစ်ပါတယ်။အားလုံးပဲပြောင်းပြပါကျွန်တော်နောက်ဗီဒီယိုကြမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာ။